တော်လန်နေလက်ကင်းမှာလူလီမာဒိနာနာရဲ့နိုဝင်ဘာ26ရက်နေလက်ကင်းသတင်းစီစဉ်ကိုကျွန်တော်ကိုစောကတိဆက်ပေးပါမယ်နိုင်ငံတော်ဝန်ကျင်းတော်တီတီမာရာဇကြီးပုံမငါငါဒက်စကာကြီးနဲ့ထောင်နှံချမှတ်ခံထားရတဲ့နိုင်ငံကျင်းသားတွေအမှုရည်ဆိုင်နေရတဲ့နိုင်ငံကျင်းသားတွေနဲ့ရှောင်းတိန်နေကြသူ1800နီးပါးကိုကန်တက်ချက်တွေဖြင့်ဒီကနေ့နိုမ29ရက်မနက်ပိုင်းကစပြီးစစ်ကောင်စီကလူငယ်ကွင်းနေပေးနေပါလေ။အာနာသိစေဟုစုရဲ့မျိုးသားကာဝေးနဲ့လူငယ်ကြီးကောင်စီကအမိတ်မဲ့17မေ2025ကျင်းတော်ဥပဒေပုံမ၄ရက်တည်းမြင်းဆောင် တိရရာသကြီးပုံမှန်99 desk ကြီးဖြင့်အချင်းကြနေသူတွေနဲ့အချုပ်ကြမှုစစ်ဆေးခံနေရသူတွေနဲ့ထွက်ပြေးတိရှောင်နေရသူစုစုပေါင်း1665ဦးကိုကာတကြတဲ့ဖြင့်လူငင်းချမ်းသာခွင့်ပြုကြောင်းမရစ်နိုဘာ26ရဲ့ည8နာရီမှာသတင်းထုတ်ပြန်ခဲ့တာပါအဲ့ဒီသတင်းထုတ်ပြန်ခဲ့ပြီးနောက်ရန်ကုန်တိုင်းအင်းစိန်ထောင်စကိုင်းတိုင်းကလေးထောင်မန္တလေးတိုင်းအိုးဘိုထောင်ပဲခူးတိုင်းပြည်အချင်းထောင်ပဲခူးထောင်ဒိုင်ဦးမြို့ကြိုက်စကောထောင်နဲ့မူပြည်နယ်ကြိုင်မြောထောင်အပါအဝင် တနိုင်ငံလုံးကအချင်းအောင်တီးတီးကနေရာသတိပုံမှန်95 desk ကကြီးနဲ့တရားဆက်ဆိုထောင်တန်းချမှတ်ခံရသူတွေနဲ့အမှုရေဆိုင်နေရသူ385ဦးကို November 26ရက်ညနေပိုင်းနဲ့ November 29ရက်နေ့လယ်2နာရီကျော်ချိန်အထိခံဝရီတို့စီကပြန်လည်လွတ်ပေးနေတယ်လို့အချင်းအောင်နဲ့နှိစက်တဲ့သူတွေကလူလူမြမာကိုပြောပါတယ်။လွှမ်းမြောက်လာခဲ့တဲ့နိုင်ငံချင်းသားတွေထဲမှာဆီယာနာသိမ်းမှုအစောပိုင်းကာလ2021ထဲက ပေါ်မှာမြောက်စာနဲ့ထောင်ဒဏ်9နှစ်ချမှတ်ခံထားရတဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီပြောရေးဆိုခွင့်ရှိသူဦးကြည်တိုးလည်းပါဝင်လာခဲ့ပါတယ်။ရာသီကြီးပုံမှန်99 desk ကကြီးနဲ့ကျင်းနာခံရသူ2361ဦးကလည်းကြံရှိနေတဲ့ပြစ်ဒဏ်တွေကို short fault ကလူနည်းချမ်းသာကိုပေးပြီးကြံ824ဦးကိုမူနောက်တစ်ချိန်ပြစ်မှုကျူးလွန်မှာကထပ်မံကျူးလွန်တဲ့ပြစ်မှုပြစ်ဒဏ်အပြင်ကြခံရန်ကြံရှိနေတဲ့ပြစ်ဒဏ်တွေကိုပါပြန်လည်ကြခံစေရမယ်ဆိုတဲ့ရာသီကြီးဂျင်းတုံဥပဒေပုံမှန်၄ရက်တိပုံမှန်ခွဲတိအကြား စစ်ကောင်စီကလူချင်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်ဒါပြေရာဇကြီးပုံမှန်99 desk ကာကြီးနဲ့တရားစောစောခံရလို့ထွက်ပြေးတင်းချောင်နေရတဲ့ရာဇဝိကျင့်ထုံးဥပဒေပုံမှန်9နှစ်နဲ့တရားစောစောခံနေရသူ9580ဦးတို့ကိုလည်းဂျာနာစစ်စစ်နေတဲ့အမှုတွေကိုပိတ်သိမ်းခဲ့တယ်လို့စစ်ကောင်မရှိကမနေ့မှကြေညာခဲ့ပါတယ်စစ်ကောင်မရှိရဲ့လူငယ်ချမ်းသာခွင့်ထုတ်ပြချက်3ဆောင်ကိုမြို့သားကာဝေးနဲ့လူငယ်ကြီးကောင်စီမှုဆောင်ရာချီချုပ်အောင်လင်းဒိတ်က အာဏာသိမ်းစစ်ကောင်စားဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့အမိန့်ဖြင့်စစ်ဝါနာပြတ်မီဒီယာတွေကနေမနေ့ည၈နာရီမှာထုတ်ပြန်သွားခဲ့တာဖြစ်ပါတယ်။အခုလိုနိုင်ငံချင်းသားတွေကိုလွတ်ပေးနေမှုတွေဟာလာမယ့်ဒီဇင်ဘာ28ရက်ကစလို့အပိုင်း၃ပိုင်းနဲ့ဖြစ်လို့မယ်စစ်ကောင်ရှင်ရဲ့တရားမေးရွေးကောက်ပွဲအတွက်အကြောင်းပြချက်သာဖြစ်တယ်လို့တော်လင်အရေးစုဖွဲ့တွေကဝေဖန်ထားပါတယ်။